မင်္ဂလာမျိုးတွေ SCA ကိုနေပြပါပြီ SCA ကိုနေပြနေပတ်သက်လို့လူတိုင်းဟာမိမိတို့ထင်မြင်ရမိမိတို့ယုံကြည်ရကိုမျိုးစုံဝေဖန်ကြရဲသုံးသက်ကြရဲစကားတွေတိုင်းနေများစွာကြရပါတယ် SCA ကိုနေပြနေပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့အာကျွန်တော်တို့အများသူကနားလည်မှုလွဲနေတဲ့ကိစ္စလေးတွေအမှန်တရားရောင်းနေမှနေတဲ့ကိစ္စလေးတွေကိုကျွန်မမကူတုမဟာသွေးကနေပြီးတော့ပြန်လည်မျှဝေပေးကြပါမယ်။ပထမဆုံး MC တစ်နိုင်လုံးရက်ခတ်တက်ခေးရက်စရေးပေါ့နော်။ဆိုတော့ လက်ရှိမှာပြောကြတယ်အာငင်းငယ်ရေးစစ်တပ်ကငင်းငယ်နိုင်ငံရေးမှာဝင်ပါနေသေးငင်းငယ်ရေးမရနိုင်ဘူးဆိုတော့စစ်တပ်ကနိုင်ငံရေးမှာဝင်ပါနေလို့ငင်းငယ်ရေးမရနိုင်ဘူးဆိုရင်စစ်တပ်ရဲ့ပြောဆိုမှုကပါလေတမတော်ဘက်ကပြောဆိုမှုကလူချင်းနဲ့တမတော်တမတော်ကောင်းဆောင်တက်ချုပ်ကပြောခဲ့တယ်တနိုင်ကံလုံးငင်းချင်းရေးရရင်25ရာခိုင်နှုန်းလွတ်တော်ကထွက်မယ်25ရာခိုင်နှုန်းလွတ်တော်မှာပါနေတဲ့တမတော်က25ရာ25ရာခိုင်နှုန်းကလွတ်တော်ကနေထွက်မယ်ဆိုရင်နိုင်ငံရေးအောင်ထွက်မယ်လို့ပြောတာ ਨੇ အတူတူပဲဆိုရတဲ့အတွက်တနင်္ဂနွေလုံးငင်းငင်းရေးရအောင်လုပ်ကြမယ် အမေရိကန်နိုင်ငံလို့ငင်းငယ်ရေးရအောင်လို့ချင်းရင်စစ်တပ်ခါကိုနိုင်ငံရေးမှာဝင်မရှုပ်စေချင်ဘူးလွတ်တော်ထဲမှာ95ရာခိုင်နှုန်းပါနေတာမကြိုက်ဘူးဆိုလို့ရှိရင်တနိုင်ငံလို့ငင်းငယ်ရေးရအောင်လုပ်ရမယ်ဒါပေမဲ့ငင်းငယ်ရေးလို့ပဲဆိုရှင်ဆိုရတော့အောင်ဆိုင်ချူကြီးပါပြောလေ NCA စာချုပ်မှာအလင်းစလို့လက်မှတ်မထိုးပါနဲ့အဲ့စကားတခုနဲ့တင်းကျမတို့နိုင်ငံရေးသမိုင်းကြောင်းမှာလက်ရှိအခြေအနေချင်းကျမတို့ငင်းချမ်းရေးဟာအမျိုးသားရေးချစိတ်ရောဝေးကွာနေတယ် ဒါကြောင့်မလို့တနိုင်ငံလုံးငြိမ်းချမ်းရေးမရနိုင်သေးဘူး25ရာခိုင်နှုန်းကလွတ်တော်ကနေပြီးတော့မထွက်တဲ့အပြင်25ရာကနေပြီးတော့နိုင်ငံရေးသမားတွေနိုင်ငံရေးပါမဝတဲ့အတွက်100ရာခိုင်နှုန်းဖြစ်လာတယ်။ဒါတစ်ချက်။နောက်တစ်ခုကြတော့စစ်ပဲရပဲဆက်ဆံရေးစစ်ပဲရပဲဆက်ဆံရေးလို့ပြောလိုက်တာ ਨੇ အလုံးကဘလို့ထင်ရလဲစစ်တပ်နဲ့ရဲသားပြည်သူတွေကျမတို့ပြည်သူရဲ့ဈာဆက်ဆံရေးလို့ထင်ရတယ်တပ်နဲ့ပြည်သူဈာထဲမှာတဟဆာရရှိအောင်လုပ်ရမယ်လို့ထင်ရတယ်တပ်မတော်နဲ့လက်နက်ကိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO EAO တွေနဲ့တဟဆာတာဖြစ်အောင်ဆက်ဆံရေးတိစောက်ရမယ်လို့ထင်ရတယ် အဲ့ဒါမားတယ်အဲ့ဒီလိုမျိုးစစ်ဖက်ရဖန်စစ်ဆန်ရေးလို့ကြားတာနဲ့စစ်တပ်နဲ့ပြည်သူကြားစစ်တပ်နဲ့တိုင်းရင်းသားလက်နက်က EAO ERO တွေကြားကစစ်ဆန်ရေးတကူတိစောက်ချင်းလို့ပဲတွေးထင်ထားတဲ့ဆိုရင်ခမားတို့ရဲ့အုံနောက်ကခမားတို့ရဲ့အတွေးခေါ်ကတိတ်ကိုညံပြင်းပြီးတော့တိတ်ကိုသိမ်းနှုတ်လုံးနဲ့ညံရင်ကြက်မပြေသေးဘူးလို့ပြောလို့ရတယ် စစ်ဖက်ရက်ဖက်ဆက်ဆံရေးဆိုတာကစစ်တပ်နဲ့အရက်ဖက်အဖွဲ့အစည်းမဟုတ်တဲ့နိုင်ငံတော်ရဲ့အာဏာကိုရကန်ရယူထားတဲ့စစ်တပ်မဟုတ်သောအရက်သားအစိုးရနိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းရဲ့ဂျားကဆက်ဆံရေးကိုဆိုလိုတာဒါပေမဲ့တိုက်ကိုကျွမ်းကျင်တဲ့တိုက်ကိုတက်တယ်ဆိုရင်ဒေါ်ဆန်းစုကြည်အစိုးရတမရော်နဲ့အီယေအိုအီယာအိုတွေဂျားမှာရင်းချင်းရရအောင်ကျွန်တော်တို့အန်ဒီပါတီအစိုးရကကျိုးတော်ဆောင်ပေးมาဖြစ်ပါတယ်တဲ့တိုက်ကိုမှာယွန်းနဲ့ဟွာလား အစိုးရဆိုတာကတက်တဲ့သဘုံနဲ့ငင်းချင်ရင်ရအောင်အောင်းတယ်တော့လာမီးလုတ်ပြရမယ်အဖွဲ့စီမဟုတ်ဘူးထပ်ပြီးပြောမယ်အစိုးရဆိုတာကဂျားနေဖြန်ဖြေရမယ်အဖွဲ့စီမဟုတ်ဘူးအစိုးရဆိုတာကမိမိမှန်ကန်တယ်လို့ယုံကြည်ထားတဲ့ဝါဒကိုလက်ကင်ပြီးတော့ထိုးဝါဒတိုင်းတသမတ်ထဲအုပ်ချုပ်ရမှာဒါဆိုရင် NLD ပါတီဘာကိုဆွဲကင်နေဘယ်ဝါဒကိုလက်ခံကျင်တော့မလဲအဲ့ဒါ အရက်ဖက်အဖွဲစည်းဆိုတာအဲ့ဒီအရက်သားအာဏာပိုင်းအဖွဲစည်းကိုဆိုလိုခြင်းဖြစ်တယ်အမှန်တကယ်တော့အစိုးရနဲ့နိုင်ငံရေးအရာစီးအရာလိုချင်တဲ့အကြောင်းအရာတွေကိုညှိနှိုင်းမယူတဲ့ညှိနှိုင်းယူလို့မရတဲ့အတွက် EO အရာဝင်နေစီးရေးတွေဖြစ်ရတယ်ဒါကြောင့်အစိုးရတွေတက်မတော်ရဲ့အင်အားကိုယူပြီးတော့ကိုင်းတွဲဖြစ်ရှင်းရမှာဖြစ်တယ်သို့တော့နိုင်ငံရေးနိုဘယ်ဆုရှင်ကြီးပါတက်တည်နားလည်ပါတယ်ဆိုတဲ့အရက်ဖက်အဖွဲစည်းကထိုးအကြောင်းအရာကိုမာယောစွာအသုံးချတယ်ဆိုတော့စစ်တပ်က ဣရိဝန်နဲ့ငိမ့်ငိမ့်ရင်းညို့ရင်းရအောင်ကျွန်တော်တို့ NLD ပါတီဆိုရတာဂျားပွေဖြန့်ဖြန့်မယ်အဲ့ဒါမှားတယ်တက်မတော်ဒီနောက်ရှေ့ဘက်ကြီးပုံခြေခံဥပဒေကိုဆွဲကင်ထားတယ်လက်ခံယုံကြည်တယ်တိုင်းရင်းသားဣရိဝန်ဥရဝန်တွေဒီဖက်ဒရယ်ကိုဆွဲကင်တယ်လက်ခံယုံကြည်တယ်ဒါပေမဲ့ NLD အစိုးရအရက်ဖက်အာဏာပိုင်အဖွဲ့အစည်းကခြေဥကိုဆွဲကင်တယ်လို့လို့ဖက်ဒရယ်ကိုဆွဲကင်တယ်လို့လို့ဟိုလိုလိုဒီလိုရောင်60ဖြစ်နေတယ်ဒါကြောင့်မို့လို့လေပြီးခဲ့တဲ့9နှစ်တာကာလအတွင်းမှာ အရက်ဖတ်စစ်ဖတ်အရက်ဖတ်ဆက်ဆံရေးဆိုတာကိုစစ်တပ်နဲ့အရက်သားဆက်ဆံရေးလို့ပဲတွေးကြတယ်စစ်တပ်နဲ့အရက်သားအစိုးရအဖွဲ့အစည်းရဲ့ခြားဆက်ဆံရေးဆိုတာကိုမှားယွန်းစွာနဲ့တွေးခေါ်ထားလိုက်နောက်တစ်ခုက standard army အဲ့နော်ရဲ့ standard army ကြီးကတူမီနဲ့စာရင်တော်လိုင်းရိုးတာမနိုင်ဘူးလားဒါဆိုရင်အခုခင်ဗျားတို့နိုင်နေတယ်ထင်နေတဲ့နည်းမျိုးတွေမှာအခုခင်ဗျားတို့ ထိန်းချုပ်နယ်မြေခမရတို့အုတ်ချုပ်နယ်မြေစိုးမိုးနယ်မြေခမရတို့နိုင်နေပြီဆိုတဲ့မြို့နယ်တွေမှာကခမရတို့ပြောသလိုတူမီတွေကအုတ်ချုပ်ထားလားတူမီတွေရဲ့အရင်ချင်းလားဒါမှမဟုတ်အဲ့ဒီတူမီတွေကိုရှေ့ကနေသေခိုင်းပြီးတော့လူသားတိုင်းလုပ်ပြီးနောက်ွယ်မှာနယ်မြေရယူစိုးမိုးအုတ်ချုပ်နေတဲ့ဤရဝဤရဝအမိခံအကြံဖတ်သမားတွေအရင်ချင်းလားခင်ဗျားတို့တူမီနဲ့စာရဲ့တော်လန်ကြီးကနိုင်နေတယ်ဆိုလို့ရှိရင်ခင်ဗျားတို့တိုင်းယူထားတဲ့အနေအမြေတွေမှာအစိုးရယုံစိုက်လို့ရသလား ခမားတို့တွေးထင်ထားတယ်လို့သဘုံဆိုတာတူမင်းကိုင်းတဲ့အဖွဲ့စည်းမဟုတ်ဘူး။သဘုံနေကိုင်းတဲ့စစ်လက်နက်ကလွန်ခဲ့တဲ့1990ဝန်းကျင်လွန်ခဲ့တဲ့1230 30လောက်တဲ့ကနှစ်ပေါင်း30လောက်တဲ့ကသဘုံကိုင်းခဲ့တဲ့စစ်လက်နက်တွေကတိတ်ကိုအစင်မြင့်နေ။เนาะဒီကောင်ကျွန်မခဏခဏပြောဘူးတဲ့။ကော်မူရာခေါ်ဝမ်ခတိတိုက်ပွဲ။အဲ့ဒီကော်မူရာခေါ်ဝမ်ခတိတိုက်ပွဲမှာသဘုံနေတုံးခဲ့တဲ့စစ်လက်နက်တွေ ခင်ဗျားတို့ပြောသလိုတူမီမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်30လောက်တည်းကဒီကော်မူရာခေါ်ဝန်ခတိတိုက်ပွဲအိုဆဲပြင်းတောင်ကုန်းတိုက်ပွဲအဲ့ဒီမှာ RCS နဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲဝါနဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲတမင်းနဲ့အတွင်းမှာတမတော်ကနေအမြောက်လက်နက်ကြီးပြစ်လိုက်တယ်ပြစ်လိုက်တဲ့လက်နက်ကြီးကိုတဘုံတွေကတမင်းနဲ့အတွင်းမှာပြင်းမဲ့ရှာပြီးချက်ချင်းပြန်ပြီးကောင်တာပြစ်လိုက်တယ်ဒါတဘုံကိုင်းတဲ့ဆက်လက်နဲ့ဒါကြောင့်မလို့ခင်ဗျားတို့တွေ့ထင်တာလို့တူမီမဟုတ်ဘူးရှင်ကျေးဇူးတင်ပါတယ်ရှင် ခင်ဗျားတို့တွေ့ထင်ထားတယ်လို့တူမီမဟုတ်ဘူးလွန်ခဲ့တဲ့230လောက်တည်းကသဘွန်ကိုင်းတဲ့စစ်လက်နက်ကနိုင်ငံတကာရဲ့အကူအညီနဲ့အဲ့ဒီလိုမျိုးအကြီးချင်းတွေစစ်လက်နက်အကြီးတွေတွေကောင်းတယ်เนาะဆိုတော့ကတာတူမီနဲ့စားရတော်လန်ရေးကိုတော့မှစတန်နဲ့အာမီကမမီဘူးဆိုပြီးတော့တော်ရောက်တောင်းရောက်ကြက်မက်ရဲ့အသွေးခေါ်ရင်းနဲ့လိုင်းပေါ်မှာအာမချောင်းနဲ့စတန်နဲ့အာမီဆိုတာကစီရေးဆွိုင်းတိုက်ခတ်ရေးဆွိုင်းစစ်လက်နက်ဆွိုင်း ဒါကိုပြောတာစီးရနိုင်ငံစစ်တပ်ကနိုင်ငံရေးမှာဝင်မရှုံနဲ့စစ်တပ်နိုင်ငံရေးကအပြစ်ထွက်ကမယ်စီးရနိုင်ငံရေးတည်တံ့သွားရမယ်ဆိုတဲ့ pro army မဟုတ်ဘူး pro army ဆိုတာကစီးရနိုင်ငံရေးတည်တံ့သွားမယ်ရောမထွေးရဘူးဒီလိုအနေအထားမျိုးကဖွင့်ပြပြီးနိုင်ငံတွေမှာရှိတယ်ကျွန်တော်နိုင်ငံတွေမှာစီးရနိုင်ငံရေးတည်တံ့သွားလို့မရဘူး pro army လို့လို့မရဘူး standard army ပဲလို့ရမယ်ဘာကြောင့်လဲမြန်မာနိုင်ငံဟာကျွန်ပေါ်မှာအနှစ်တရာကျော်နေခဲ့ရတယ်မြန်မာနိုင်ငံမှာကိုလိုနီနယ်ချဲ့တွေရဲ့သွေးခွဲအုပ်ချုပ်တာကိုခံခဲ့ရတယ် မြမဆိုတဲ့အမည်နာမအောက်မှာတိုင်းရင်းသား135မျိုးရှိတယ်။အဲ့ဒီတိုင်းရင်းသား135မျိုးကြားထဲမှာနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်နေတဲ့ပုံကန်တို့အဖွဲ့အစည်းပေါင်း100ကျော်ရှိတယ်။ဒါအကြောင့်မို့လို့သူများနိုင်ငံတွေမှာစီးရဲနိုင်ငံကြီးတီးတန်သွားရင်တော့ Pro Army သွားရင်တော့ကျွန်မတို့က Standard Army ကိုသွားရမယ်။အဲ့ဒီအခြေခံသဘောတရားလောက်ကိုတော့နားမလည်ပဲနဲ့နိုင်ငံရေးကိုတည်တလို့တက်တလို့အာသီးရောင်ပြီးရောင်60နဲ့တက်ရောင်ကမလုံနဲ့အဲ့ဒီလိုအတွေးခေါ်ကြီးနဲ့ ကျမရဲ့ခြေပြားကိုခြေပွားလာမတိုင်းနဲ့ခြေရခြင်းလာမတိုင်းနဲ့ရှင်းလားစစ်ရေးအသည့်နိုင်ငံရေးအသည့်ဗလာမတ်တင်နဲ့စစ်တပ်နိုင်ငံရေးရပြီးထွက်ရမယ်လို့စစ်တပ်ကသူ့အလို့ကြရေးဆွဲထားတဲ့ဖွဲ့စည်းပုံ2008ဖွဲ့စည်းပုံခြေကောင်းပြည်ကိုဖျက်သိမ်းရမယ်ဆိုတဲ့ယူးကြောင်ကြောင်ပေါ်ကြောင်ကြောင်စကားကြီးရတန်းကရက်ခမားတို့ယူးကြောင်ကြောင်ပေါ်ကြောင်ကြောင်စကားကြီးရတန်းကရက်မြောက်လို့ဖွဲ့နေပါလိ2008ဖွဲ့စည်းပုံခြေကောင်းဥပဒေကိုအစအဆုံးဖတ်ဖူးတယ်လို့ ဖွဲ့စည်းပုံရဲ့အနှစ်သာရကိုလေ့လာသိရှိထားတဲ့သူဘယ်နှယောက်ရှိသလဲမြန်မာနိုင်ငံမှာဖွဲ့စည်းပုံခြေကောင်တရားရှိဖွဲ့စည်းပုံခြေဥကိုဖတ်မှုတဲ့လူလက်ပြတက်ရမဲလို့ပြောရင်ဒီခြေဥမကောင်းပါဘူးဒီခြေဥကစစ်တပ်ကအလိုကျရေးဆွဲထားတဲ့ခြေဥကြီးဖျက်ရပါမယ်လို့ပြောတဲ့အကောင့်ကြီးကောင်မကြီးကားရိုင်းနဲ့လမ်းလက်ကောင်မှကြံနေလိမ့်မယ်ဖွဲ့စည်းပုံခြေကောင်ဥပဒေကိုစာရွက်လေး10ရွက်15ရွက်လောက်ဖတ်ပြီးတော့တက်ရောင်ကမလုံးနဲ့ ဖွဲ့စည်းပုံခြေကံဥပဒေရဲ့အနှစ်သာရဒီဖွဲ့စည်းပုံမှာပါတဲ့တပ်မတော်ရဲ့ကဏ္ဍကပုံကူပဲရှိတယ်။မသိရင်လိုက်မှတ်ထား။ညံမကောင်းမှုဆိုစာအုပ်ထဲမှာရေးပြီးမှတ်ထား။နောက်ရှိခြေကူမှာတပ်မတော်ရဲ့ကဏ္ဍက၃ခုအနှစ်သာရ၃ခု။နံပါတ်၁တပ်မတော်ဒီအမျိုးသားရေးကဏ္ဍကိုဥဆောင်ရမယ်။နံပါတ်၂တပ်မတော်ဒီဒုတော်ဝန်ရေးတော်မကိုကာကွယ်စောင့်ရှောက်ရမယ်။နံပါတ်၃တပ်မတော်ဒီဖွဲ့စည်းပုံခြေကံဥပဒေကိုကာကွယ်စောင့်ရှောက်ရမယ်။ဒီ၃ချက်ပဲရှိရဲ။မမတ်မင်းရေပီတင်းနဲ့ပြန်နာထောင်စာအုပ်ထဲမှာချမှတ်ရေးထား။ရှင်းလား။နော်။ကျတော့ ခင်ဗျားတို့အေးအောင်ဝင်ပုံမြင်နေသူများစကားမှာလမ်းဆုံးနေလမ်းဆုံးပြီးတော့စစ်ဘက်ရဲ့ဘက်ဆက်ဆံရေးဆိုတာဘာမှမသိငင်းငယ်ရေးဆိုတာဘာမှမသိတနေ့ကလုံးငင်းငယ်ရေးရရင်25ရာခိုင်နှုန်းကစစ်တပ်ကဘယ်လိုသွားမယ်ဆိုတာဘာမှမသိဘာမှမသိညာမှမသိတဲ့ဟာတွေနဲ့ဘာမှမသိညာမှမသိပဲနဲ့နိုင်ငံရေးကိုတိဆောက်လို့မရဘူးဒါကြောင့်ခင်ဗျားတို့ရဲ့လုပ်ရက်တွေကနိုင်ငံအရေးကိုတိဆောက်နေကြတာမဟုတ်ဘူးခင်ဗျားတို့နိုင်ငံကိုဖျက်ဆီးနေကြတာဖြစ်တယ်နော်ဆိုတော့နှစ်ထုတ်အနေနဲ့ထပ်ပြောမယ် ပြောကြလိမ့်မယ်နှောင်းရှိချေဦးမှာတက်ကတူလိုရဆွဲပြီးရေးထားတယ်ဒါကြောင့်မလို့ဒီနှောင်းရှိဖွဲ့သိပုံချေကဥပဒေရှိနေသူတွေမြန်မာနိုင်ငံမှာငြင်းငြင်းရေးမရနိုင်ဘူးခင်ဗျားတို့ပြောလိမ့်မယ်အမှန်တကယ်တော့နှောင်းရှိဖွဲ့သိပုံချေကဥပဒေမှာစစ်တက်ကသူအာဏာသိမ်းဖို့ဖွဲ့စည်းထားတာဖြစ်တယ်ခင်ဗျားတို့ပြောကြလိမ့်မယ်နှောင်းရှိချေဦးရတက်မတော်ကအာဏာထိန်းလို့ရတယ်အာဏာသိမ်းလို့ရတယ်မှန်နေသို့တော့အဲ့ဒီအာဏာကိုအမရကိုယ်တိုင်ကာလုံခေါ်ပြီးမှပေးရတာသမရကိုယ်တိုင်ကာလုံခေါ်ပြီးပေးလိုက်တဲ့အာဏာဖြစ်တယ်လက်ရှိမှာလဲသမရကိုယ်တိုင်ကာလုံခေါ်ပြီးပေးထားတယ် ဟုတ်ပြီတမရလို့ပြောတဲ့ခါမှာဒုတမရ1ဒုတမရ2နှစ်ယောက်ရှိတယ်။ NLD ပါတီအရက်ဖက်အဖွဲ့အစည်းကအရက်ဖက်အစိုးရကအာဏာပိုင်ကခန့်အပ်ထားတဲ့ဒုတမရဟန်ဒီဗန်ထီယူနိုင်ငံအကျိုးတိုင်းကျိုးပြည်ကျိုးဖြစ်မြောက်အောင်လှုပ်ဆောင်နိုင်ခဲ့တဲ့မှတ်တမ်းတစ်ခုမှမရှိဘူး။ NLD ပါတီမှာအခုဝင်ပြီးအခုချက်ချင်းမိုးကြွေခေါ်လို့တမရရာသူရလာတဲ့လူဖြစ်တယ်။ဒါကြောင့်မို့လို့တမရနဲ့ဝယ်အီချင်းကိုကြွားတယ်။